သုံးကျင်တဲ့ game engine ကိုအရင်နားလည်အောင်လုပ်ပါသူ့ထဲက editor ဘယ်လိုလုပ်ရလဲ scene တွေ assets တွေသူ့ရဲ့ UI UX interface ပေါ့နော်ဒီ engine ရပါ cloud တွေပါလဲပါ tab တွေပါလဲပေါ့ engine ကိုကြီးညာအောင်လုပ်ပါပြီးတော့မှ ကျွန်တော် fundamental programming ပေါ့နော် C ကို Unity ယူရဆိုရှင် C sharp ပေါ့တော့မဟုတ်ကိုတော့ယူရဆိုရှင် GD script ပေါ့အပြင်ချင်းယူရဆိုရှင်သူ့ရဲ့ blueprint နဲ့ဒီ C developer programming fundamental တွေကိုချိန်ညအောင်လုပ်ပါနောက်ခုမှကျင်လာတော့ gain ကြီးတွေမသွားပါနဲ့ကျွန်တော်တို့လည်းလုပ်ခဲ့ပြီးဒီကြောင်ပေါ့ free ပါတယ်ဘာဖြစ်လို့ဆိုတော့ skill set လည်းမရှိသလိုဗာ experience မရှိဘဲနဲ့ follow လုပ်မယ်ဆိုရှင်ပြီးပြီးပါနိုင်တယ် ချင်တာထပ်ပို့ပြီး complex ဖြစ်တယ်ပေါ့နော်အဲ့လို game เนี่ย multiplayer ဆိုလဲချက်နာတာအောင် GTA 5လို game ဆိုလဲချက်နာတာအောင်ပေါ့နော် small project လေးနဲ့ရင်စပါ 2D game လေးတွေ 2D game မှာ shooter လေးတွေ platform လေးတွေပေါ့နော်အော်အဲ့အနေမှာ mechanic လေးမျာ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 းစလုပ်လာပြီဆိုလို့ရှိရင် 3D version တော့ visibility AI based လို့တော့ပေါ့နော် mechanic နဲ့ feature တွေ develop များများလုပ်နိုင်အောင်လုပ်ထားပေါ့နော်အဲ့ဒါမှရလာတဲ့ခုနကဒီ mechanic တွေ feature တွေလုပ်ထားတဲ့ဒီ player demo လေးတွေ prototype လေးတွေကိုအကုန်လုံးစုပြီးတော့ portfolio လုပ်ပါ အဲ့ဒါကအနာဂတ်မှာအသုံးဝင်တယ်ဘယ်နာကက်လဲဆိုရှင်အလုပ်လျှောက်တဲ့နေရာမှာနော် gate of portfolio အသုံးဝင်တယ်နော်ဒီ complete game တွေဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ 2D game 3D game လေးတွေ mechanic လေးတွေကိုတနေရာထဲမှာစုပြီးတော့ website လေးပေါ်မှာထားတာပေါ့နော်အဲ့ဒါဆိုရှင် recruiter တွေကလည်းကိုယ်လာကြည့်မှဆိုရှင်မြင်ရတယ်နော်သူများကြီးလို့ရှင်လည်းကိုယ်ဘာ game လောက်ရလဲဆိုတာရှင်ကြွားလို့ရတယ်အဲ့တော့ portfolio လေးလောက်ထားပါနောက်ဆုံးမှာတော့ကိုကဒီလိုမျိုး open source တွေပြန် share ပေးမလားပြီးရင် game တိုင်ပွဲတွေပါမလားပေါ့နော်အဲ့လိုမျိုးတွေလည်း live ပါလို့ရတယ်ဒါ beginner to junior roadmap တွေပါ